ဒီပေါင်32တန်းတန်ကစားမရဲ့နေရာမှာအစားထိုးဖို့ပြင်ဆင်နေတဲ့ Chelsea ဘယ်တမလုံးဝမိလာများ Blue Lion King ကနေပြန်လဲကြိုးလဲပါရင် Chelsea တင်ဟာလာမယ့်ရာသီမှာ Champions League ဝင်ခွင့်ရရှိနိုင်ဖို့အတွက်အဓိကပြတ်မဲ့ထားနေခဲ့ပြီးတကယ်လို့ရရှိခဲ့မယ်ဆိုရင်အသင်းရဲ့လူစင်းကိုလာမယ့်နေ့မှာ update ပြန်လုပ်သွားတော့မှာလည်းဖြစ်ပါရင် အဓိကအားဖြင့်လွန်ခဲ့တဲ့နှစ်နှစ်လောက်ကပေါင်30နှစ်တန်းနဲ့ခေါ်ယူထားခဲ့တဲ့ကစားသမားတူဟာချဲစီအသင်းသားချန်ပီယံလိဝင်ခွင့်ရရှိနိုင်ခဲ့မယ်ဆိုရင်အသင်းကိုဆဲတင်ပေးသွားနိုင်မယ်လုံလောက်တဲ့အရေးချင်းမျိုးတွေရှိမနေဘူးလို့ချဲစီအသင်းကသုံးသပ်ထားပါတယ်။ဒီကစားသမားကတော့မိုးပေါ်မှာတွန့်နေသူပြန်နေတဲ့ငှက်ကလေးတွေကိုမကြာခဏဒုက္ခပေးလေရှိတဲ့တဲ့ငှက်ပြစ်တိုက်စစ်မှုချက်စင်ပဲဖြစ်ပါတယ်။ကျဆင်းကအတူအလုံးနဲ့နေရာယူပုံကောင်းတဲ့တိုက်စစ်မှုဟာဒီပိုင်းမှာတော့အားကိုးလို့ရပေမယ့်အားကိုးလို့မရတာကအဆုံးသက်ပိုင်းဖြစ်ပါတယ်။ ကိုဘဝယ်ရှိတော့တဲ့အလုံးလေးကိုတော့မဂျက်ဆင်ကမိုးပေါ်ထောင်ကန်ခြင်းကံပြေးတက်ပါတယ်ဒီလိုကစားမမျိုးရှိနေတာကြောင့်ချဲစီအသင်းကတိဆောင်စဲအနေထားတွေမှာပိုလို့တောင်ရုန်းကန်နေရတာပဲဖြစ်ပါတယ်မာရက်စကကလည်းချဲစီသာချန်ပီယံလိဝင်ခွင့်ရရှိနိုင်မယ်ဆိုရင်ဂျက်ဆင်ကချဲစီတိုက်စဲအတွက်အားကိုးလို့ရနိုင်မယ်ကစားမမျိုးမဟုတ်ဘူးလို့ရှုမြင်သုံးသပ်လာခဲ့ပြီးဖြစ်ပါတယ်ဒါကြောင့်ဂျက်ဆင်ရဲ့နေရာမှာထားရှိမယ်ကစားမတယောက်လောက်ကိုတော့ချဲစီအနေနဲ့မဖြစ်မနေခေါ်ယူသွားဖို့လိုအပ်နေပါတယ်လက်ရှိချိန်မှာတော့လိုင်လီတိုက်စဲမှုဂျနတန်ဒေးဗစ်ကယာတီကုံမှာအလွန်နဲ့ထွက်ခွာလာဖို့ရှိနေပါတယ် တို့ကိုယ်တိုင်လည်းဒါကိုအတည်ပြုထားပြီးပြီဖြစ်ပါတယ်အလွန်နဲ့ရမယ့်ထေတန်းတိုက်စစ်မှုတို့ဖြစ်တာကြောင့်ဗိုလ်လီတို့ဘက်ကလည်းစိတ်ဝင်စားပါပါပေးသက်များအနေနဲ့ကရောဂျနရယ်ဒေးဗစ်ကိုချဲစီနဲ့အသင်းတော်နိုင်မဲ့တိုက်စစ်မှုလို့ထင်မြင်ယူဆမိကြပါလား